သိန်းရွှေစင်ရရနာရွှေဆိုင်နေပြည်တော်ဆိုင်ခွဲကနနင်ကြီးနှုတ်ခတ်ချိန်မှာဆိုင်ရှိတာဝန်ရှိသူတွေဟာဆိုင်ငန်းတစ်ပါးကိုပိတ်ချလိုက်တဲ့အတွက်ဝန်ထမ်းတွေထွက်ပြေးခွင့်မရတော့ဘဲတိုက်ပြူကြတဲ့အခြေပိတ်မိသေးဆုံးသွားတယ်လို့အနည်းဝန်းကျင်ရှိဒေတာဗန်တွေထံကသိရပါဗျ။အဖို့အခင်းဖြစ်ပွားပြီး၄ရက်မြောက်တာတောင်တေသူတွေရဲ့အိမ်ကိုဆိုင်ရှင်ကမဆက်သွယ်သေးဘူး။နိုင်ငံသားကြီးစင်ထွက်နေတယ်ဆိုပြီးပြောတာပဲ။ ။နနေနှုတ်ချိန်မှာဆိုင်တမားဖိတ်ချခံလိုက်ရတော့ပိုက်ပြူတဲ့အထက်အပုံပါသွားတာရှေးရီဘူပဲအရာယူထုတ်တယ်လို့သိထားတယ်လို့ဧဒါကန်တူက ARE Times ကိုပြောပါရယ်။28ရက်ငလျင်လှုပ်တဲ့အချိန်မှာနေပြည်တော်မှာရှိတဲ့သင်းရွှေစင်ရွှေစံကဒါအပြင်ကလူတွေသူတို့ရဲ့ရွှေတွေကိုလာရောက်လူရဲမှာစိုးရိမ်နေတဲ့အတွက်ကြောင့်မို့ဒါဆိုင်ကဝန်ထမ်းတွေနဲ့အတူသူတို့ရဲ့ဆိုင်တကောက်ကိုပိတ်ချလိုက်တဲ့အတွက်ကြောင့်မို့ဒါဆိုင်ထဲမှာရှိတဲ့ဝန်ထမ်း10ယောက်ဒါသေဆုံးသွားတယ် ပြီးမိပြီးတော့သေဆုံးသွားတယ်ဆိုပြီးတော့သိရတယ်ဗျာနော်။ဒါနဲ့ပတ်သက်ပြီးတော့ဆိုင်ရှင်ကလည်းဒီသေဆုံးသွားတဲ့ဝန်ထမ်းတွေရဲ့နေအိမ်တွေကိုလည်းအကြောင်းမကြားဘူး။ဆိုင်ရှင်တွေကနိုင်ငံခြားကိုသွားနေလို့ဆိုပြီးတော့ပဲပြောနေကြတယ်ပေါ့။ဒါနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာလည်းတော်တော်အချင်းများနေကြတယ်။ဝေဖန်မှုတွေမြင့်တက်နေကြတယ်ဗျာနော်။အဲကြတော့တကယ်တကယ်တမ်းဆိုရင်လူတွေအပြင်ထုတ်ပြီးတော့မှဆိုင်တကားကိုပိတ်လိုက်ပါလားပေါ့။အာတကယ်လုံနေတဲ့အချိန်မှာတကယ်ဒီတကားကိုပိတ်ဖို့ဘယ်လိုလုပ်အချိန်ရမှလဲမပိတ်ပါဘူးပေါ့။ ဒီလိုမျိုးတွေပေါ့မျိုးစုံဝေဖန်မှုတွေမြင့်တက်နေတာဗျာဒါနဲ့ပတ်သက်ပြီးတော့ဒါဆန်ရှင်ကလည်းလူမှုကွန်ရက်မှာဖြည့်ရှင်းထားတာလေးတခုတွေ့ရတယ်ဗျာနော်တို့အားလုံးအတူတူနားထောင်ကြည့်ကြအောင်ပါစာပြီလားနော်ဒီဘက်ကဟယ်လိုဆက်ဆက်နေမိလားမသိဘူးဟယ်လို ဟယ်လိုအခုဒီတင်းလေအိန္ဒိယနယူးဒေလီပေါ့နော်ဒေစိတ်ထဲကိုရောက်နေတာဖြစ်ပါတယ်အခုစိတ်မကောင်းလုံးလို့လေဒီတင်းအဲပထမကတော့ဒီလိုင်းလွှဲမှုအစီအစဉ်မရှိပါဘူးဒါပေမဲ့အခုဘယ်သူမှမတိုင်ပေမဲ့ဒီတင်းလိုင်းလွှဲလိုက်တာပါဒီတင်းတော့အခုဒီဖြစ်တဲ့ဖြစ်တဲ့မနေ့ပေါ့နော်အဲဖြစ်တဲ့မနေ့9နာရီခွဲလေရင်လည်းဒီတင်းတော့ အိန္ဒိယနိုင်ငံကိုစပြီးထွက်ခွာတယ်လုံးဝဖြစ်မဲ့ဆိုတာလည်းဒီတင်လုံးဝမသိပါဘူးဓမ္မတာအိန္ဒိယနိုင်ငံနယူးဒေလီလေးစိတ်ထဲမှာပါအလုံးတက်တည်အနေနဲ့ပြတာပါဒီတင်ဘလောက်ထိဝမ်းနေကြေကွက်နေရလဲဆိုတာလေပထမတော့လိုင်းလွှဲမှုအစီအစဉ်မရှိပါဘူးဒီတင်မြမပြည့်ရဲ့အခုပနကယ်သွားတယ်ဆိုတာလည်းဒီတင်ဟိုရဲ့ဒီမှာဆိုင်ခွင့်တွေဖွင့်တော့အရင်ပြင်မနေတဲ့အတွက်ပေါ့နော်ဒီတင်ဒီဟင်းမော်နာတရားစခန်းတရားစခန်းကိုဒီတင်တို့သွားတာပါ တည်တင်းတရားစခန်းသွားတာပါဒီဟိမွန်နာမှာအဲမဟာပုရိသကျောက်ကူစီအရောပြောပါတယ်အဲရဟန္တာကြီးတွေနဲ့တွေ့ရမယ်ရဟန္တာကြီးတွေ့ရမယ်ဆိုဒီလိုပေါ့နော်ရဟန္တာတွေကဒီဟိမွန်နာတန်းမ်းပေါ်မှာရှိတယ်မြတ်တာတွေပို့ချမယ်တရားတွေထိုင်ကြမယ်ဆိုပြီးတော့ဒီလိုအာယုံပြုတ်ပြီးတည်တင်းသွားတာပါ ဒီနေ့အပျော်ခီးသွားခဲ့တာလည်းမဟုတ်ပါဘူးဓမ္မခီးစင်နဲ့သွားတာပါအားလုံးတက်တည်ရှိပါတယ်ရွှေမဟာတုံးနဲ့သွားတာပါနော်ရွှေမဟာတုံးနဲ့သွားတာပါအန်ဂျီကိုလည်းမေးကြည့်လို့ရပါတယ်အင်းတင်းတို့ရောက်တဲ့အချိန်မှာရောက်တဲ့အချိန်မှာအဲအိန္ဒိယရောက်တဲ့အချိန်မှာစံတော်ချင်းတနာရီကျော်လောက်မနေ့လေတနာရီလောက်ရောက်ပါတယ်ဟိုရရောက်ချင်းတည်တင်းတို့လက်ထဲမှာဖုံးကတ်တွေလုံးဝမရှိပါဘူးဖုံးကတ်တွေလည်းပေးမထားပါဘူးဒါအလုံးမှန်သောသစ္စာစကားပါဖုံးကတ်ကတ်တွေလုံးဝ ပေးမထားပါဘူးပေးမထားတဲ့အတွက်အဲကက်ရတဲ့လူတွေကနေပြီးကားတော့ကားပေါ်ရောက်တဲ့အခါကျရင်အားလုံးလူပေါင်းမှာ83ယောက်သွားတာဖြစ်ပါတယ်အဲကက်ရတဲ့ရတဲ့လူတွေကတည်တင်းတော့လုံးဝမရပါဘူးမရတဲ့အချိန်ကျတော့ဒီကက်တွေကိုရတဲ့လူတွေကဒီမှာပြမငရင်လောက်တယ်မန်းလေးအချိန်နေဆိုးတယ်ဗျတည်တင်းသိရတယ်ဒီဟွာပေါ့နော်ဒီပြမနာရဲ့အချိန်ကိုလုံးဝမတိရပါဘူး အချိန်မှချက်ချင်းကျမကို wifi လေးပေးပါ wifi လေးပေးပါဆိုပြီးတော့ကားပေါ်မှာလိုက်တောင်းမယ်တယောက်မရနှစ်ယောက်မရကိုကလည်းဗမာစကားမပြောတဲ့ရတဲ့လူစီ wifi နဲ့ချက်ချင်းချက်ချင်းတိသိငလန်းတဲ့အချိန်မှာမန်းလေးအချိန်လေးပဲတိရတဲ့အတွက်မန်းလေးကိုလမ်းပြီးမန်းလေးကကလေးတွေကိုဒါကလေးတွေလည်းမေးကြည့်လို့ရပါတယ်တိသိရောက်တာနဲ့အကုန်လုံးဖြည့်ရှင်းပါပါကလေးကပြီးတော့တာနေပါဘူးရရောက်ချင်းတိတိချင်းပဲအန်ဂျီကိုပြောပါတယ်သမီးပြောင်းခြင်းလဲသမီးကိုပြန်စီစဉ်ပေးပါသမီးပြောင်းခြင်း ဒါပေမဲ့လင်းရင်လက်မှတ်ကလည်းဖြစ်ရှင်တော့ဒီနေ့တင်းလာနေသစင်းမရှိတယ်အဲ့နဲ့ဒီတန်းသမီးလို့လမ်းမယ်သမီးမမေကိုလင်းရင်လုတ်ပေးလင်းရင်လက်မှတ်လုတ်ပေးပါလင်းရင်လက်မှတ်လုတ်ပေးပါဆိုပြီးတော့တောင်းနေဒါပေမဲ့လင်းရင်လက်မှတ်ဒီနေ့ပဲဒီနေ့ပဲရတာပါတင်းတင်းခုပြန်လာနေပါတင်းတင်းမှာအဲ့လိုမျိုးတာဝန်ခံမှုတာဝန်ယူမှုလုံးဝမရှိတဲ့မိမတရားမဟုတ်ပါဘူးအဲ့လိုမျိုးလည်းမဟုတ်တဲ့နေရာတွေမပြောပါနဲ့တင်းတင်းခုတင်းဝဲကလေးတွေတင်းတင်းရဲ့ညာလက်ယုံနေတင်းတင်းရဲ့ကလေး အားလုံးသာရတဲ့ဒီမှာပုခန်းသားပါလေကျမဘလို့ဆက်ပြီးလုံးလုံးဝအားလေဒီကလေးတွေမရှိကျမတော်တမီတွေပါကိုချင်းစားပြီးကြကျမကတော့အိန္ဒိယလေးစိတ်ပါမအိန္ဒိယလေးစိတ်ပါကျမတကယ်စလဲပြန်လိုက်မတော်တော့ပါဘူးကျမချစ်ချင်းတည်တည်ပြန်လာတာပါပတိအထူးတရင်တက်ွယ်တယ်အဲ့ဒီကနေပြီးတော့ စာကိုကျမတို့ဝန်ထမ်းတွေကခရူထဲမှာကျမတွေ့လိုက်ရပါတယ်တွေ့ရတဲ့ချက်ချင်းလိုင်းတွင်ပြီးတာပါကျမအဲ့လိုမျိုးဖတော်မှမလုပ်ပါဘူးတပတ်တကားလုံးဝပြစ်ချက်မခိုင်းပါဘူးမဘာမီမီးဆွေဆွေမဟုတ်တာတွေပြောလို့ရှိရင်တူတော်အကျိုးပေးပါလိမ့်မယ်နော်တည်တင်ဘသူ့ဟိုမှလည်းမပြောပါဘူးတကားပိတ်ချက်အောင်တကားပိတ်လို့မှမရတာအကုန်လုံးပြိုကျနေတာ哦ဘယ်လိုပိတ်လို့ရမှာလဲကိုချင်းစာပြီးပြောပြကြပါရှင့်ရပါလေပြော ကိုချင်းသားလေးရှိရလူတွေကျမလုံးခင်နာပါစေနဲ့အခုတေဝရခလေးကျမအပေါ်မှာအရင်သစ္စာရှိပြီသူတို့ရဲ့ကိုမညံတဲ့နေရှိတဲ့မြတ်ကျမအပေါ်လှုပ်ပေးသွားတဲ့ခလေးတွေပါကျမဘလို့ဖြစ်ရပါလဲကျမအခုခလေးတွေအိမ်တွေကိုလောလောဆယ်ကျမတိတိချင်းခလေးတွေပြမနာအချိန်တွေတိတိချင်း ကျမတောင်းလိုက်တော့ခိုင်ပါလေတတန်းလိုက်သွားလာလိုက်သွားချက်ချင်းလိုက်သွားဘာကလေးတွေကလည်းဘာလို့ကမှမသိအရန်ကြောက်နေကြတယ်သူတို့လည်းလည်းမလုပ်နေလေချက်ချင်းလိုင်းရတာနဲ့ကျမအခုအချိန်ကြီးသရင်မမအရာခါလည်းမစားနိုင်လည်းမအရာကျမရင်နဲ့အဝင်ချပါကျမဘလို့ရှိစားပါလေ stay sujeka istala ဟောစားလိမ့်မယ်တို့လာတင်ရှင်းမိတာပါ12 ကဲတင်းရွှေစင်ရွှေဆိုင်ပိုင်ရှင်အန်တီတင်းဆိုတဲ့အမျိုးသမီးကြီးကတော့နာတော့သူကဒီငလင်းလှုပ်တဲ့အချိန်မှာအိန္ဒိယနိုင်ငံနယူးဒီလီကိုဒါဓမ္မခီးစင်နဲ့ဒါဆရော်ဖျားကြီးတွေကိုတွားရောက်ဖူးမြော်ဖို့တွားနေတာဆိုပြီးတော့ဒါဖြစ်ရှင်းသွားတယ်ဗျာနော်တောင်ယူမှုတောင်ခံမှုရှိတဲ့သူလည်းမဟုတ်ပါဘူးဆိုပြီးတော့ဒါဖြစ်ရှင်းသွားတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါလိုင်းပေါ်မှာတော့အရာဝေးထိုင်းသတင်းကနေတင်ထားတာနေပတ်သက်ပြီးတော့ဒါတော်တော်များများဝေဖန်မှုတွေမြင့်တက်နေတယ် เนาะအဲကြတော့ငလင်းလှုပ်တဲ့ချိန်မှာဒီဆန်ရဲ့ကြီးကျက်တဲ့သူကတယောက်ကနေပြီးတော့ဒါသူ့ရဲ့ဒီရွှေတွေကိုလူရဲ့ကြမှာစိုးရင်တဲ့အတွက်ကြောင့်မို့တကားကိုပိတ်ချလိုက်တဲ့အတွက်ကြောင့်မို့ဒါဆိုင်ထဲမှာပဲအလုံးပြိမိပြီးတော့လာလူ၁၀ယောက်တည်ဆုံသွားတယ်အမျိုးသမီးက၈ယောက်အမျိုးသားက၂ယောက်အပြုလူပြူတွေပါဝင်ပြီးတော့လိလရှိတဲ့ကိုယ်တဲ့အမျိုးသမီးတစ်ယောက်လည်းပါဝင်ပြီးတော့တည်ဆုံသွားခဲ့ရတယ်လို့သိရတယ်ဗျာနော်အဲကြတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါဝေဖန်ကြတဲ့သူတွေကတော့ တကယ်ဆိုရင်ဆိုင်တကားကိုပိတ်မချလိုက်ပဲနဲ့အကုန်လုံးပြင်ထွက်ပြီးတော့မှဆိုင်တကားပိတ်မယ်ဆိုရင်မကောင်းဘူးလားပေါ့တချို့ကလည်းတကယ်တကယ်လှုပ်နေတဲ့အချိန်ဆိုရင်ဆိုင်တကားပိတ်ဖို့ဘယ်လိုလုပ်သတိရမှာလဲဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုပြီးတော့လေဒါပြောဆိုနေကြတာဗျာနော်အဲ့ကြတော့ဘလူနေနေဘာပဲဖြစ်ဖြစ်ဒါကတော့တဘာဝဘေးထန်ကြီးနဲ့တည်ဆုံသွားရတာတည်ဆုံသွားတဲ့ဒီလူငယ်ဝန်ထမ်းလေးတွေရဲ့မိခင်တွေဆိုရင်လည်းဒါသူတို့သားသမီးတွေဟာသူတို့ရဲ့တံပိုးဖြတ်လို့မရတဲ့ယန္တနာတွေ အာကိုအားထားရတယ်မိကိုအားထားရတယ်ညီကိုမောင်နှမတွေရဲ့ဒါစာဝတ်နေအတွက်ကြားကန်ပေးနေကြတဲ့တကယ်အာကိုအားထားပြုရတဲ့နောက်မှာဘာမှမဆိုဖြစ်လာနိုင်တဲ့လူငယ်မျိုးဆက်သစ်တွေပဲဗျာနော်အဲကြတော့အန်ဒီတင်းဆိုတဲ့ဆန်ရှင်အမျိုးသမီးကြီးအနေနဲ့ကတော့ကိုကဆိုင်ခွဲပေါင်းများစွာဖွင့်ထားတဲ့ချမ်းသာကြွယ်ဝတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါသေဆုံးသွားတဲ့ဝန်ထမ်းတွေကိုဒါနော်ကိုဆိုင်မှာလည်းလုပ်ခဲ့တယ်အန်ဒီ ်သင်ရဲ့ဒီညာလယုံကြီးတွေလည်းဖြစ်တယ်ဆိုတော့ဒါထိထိရောက်ရောက်နင့်နာကြီးပေးတင်တယ်လို့ပဲကျွန်တော်အနေနဲ့တော့ရှုမြင်မိပါတယ်ဗျ။ဘာကြောင့်မဲ့ဖြစ်ဖြစ်ဘလို့ပဲနေနေဒါဟာတဘာဝတရားကြီးကြောင့်မို့ချေချော်လက်ချော်တော့လုံမကင်မားတွေလည်းဖြစ်ကောင်းဖြစ်ခဲ့နိုင်တယ်။ဘာကြောင့်ဘလို့ပဲဖြစ်ဖြစ်ခုဟာတော့ဒါနင့်နာကြီးထိုက်ထိုက်တန်တန်ပေးပါလို့ပဲပြောချင်တယ်ဗျနော်။ကျွန်တော်မျိုးတွေရဲ့အမြင်ရောဘလို့မြင်လဲဘလို့ခံစားရလဲကို့အမြင်ကို့ရဲ့ခံစားချက်တွေကိုလည်း comment မှာရေးခဲ့ပေးပါအောင်ဗျ။